မေရိကန်ရဲ့အကြီးဆုံးကပ်ဘေး1906ခုနှစ်အေဗီလာဆန်ဖရန်စစ္စကိုမြို့ဟာအမေရိကန်နိုင်ငံရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာတိုးတက်စီကားနေတဲ့မြို့တော်ကြီးဖြစ်ပါတယ်။ကျွေအောင်လွှမ်းနဲ့သမိုင်းနဲ့ပြည်နဲ့နေပြီးတော့စီးပွားရေးနဲ့ယဉ်ကျေးမှုအရအလွန်ရေးပါတဲ့မြို့တစ်မြို့ပါ။အဲဒီအချိန်ကမြို့နေလူတို့ဟာသူတို့ရဲ့မြို့ပြအလှတရားတွေနဲ့နာဂတ်တိုးတက်မှုတွေကိုစိတ်ကူးယဉ်နေကြဆဲပါ။ဒါပေမဲ့ကဘာမြေကြီးရဲ့အတွင်းပိုင်းမှာတော့အလွန်ကြီးမားတဲ့စွမ်းအားတွေစုဝေးနေခဲ့ပါတယ်။1906ခုနှစ်အေဗီလာ16ရက်နေ့မနက်9:12မိနစ်မှာတော့ ဒီစွိုင်းရင်တွေကရုတ်တရက်ပောက်ကွဲထွက်ခဲ့ပြီးတော့အမေရိကန်တပိုင်းမှာဆိုးဝါးသောသဘာဝဘေးရန်တွေတခုစတင်ခဲ့ပါတယ်။အဲဒါကတော့ဆန်ဖရန်စစ္စကိုငလင်နဲ့နောက်ဆက်တွဲမီးလောင်ကျွမ်းမှုပါ။ခမန်းကြီးပြင်းအား9.6ရှိရဲ့ဒီငလင်ကြီးဟာဆန်အရက်ဖူမှာဖြစ်ပွားခဲ့တာပါ။မျိုးကြီးတကူလုံးကအစားပိုင်းမှာစက္ကန့်300လောက်ကနှုတ်ကခဲ့ပြီးမြင်ဒီငလင်ရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့မီးတော်ကြီးကမြို့ကို3ရက်နဲ့3ညတိုင်တိုင်လောင်ကျွမ်းစေခဲ့ပါတယ်။ဒီကပ္ပေးကြီးကမြို့ကိုဘလို့ပြောင်းလဲပစ်ခဲ့တယ်လဲ။ဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာ ဗီဒီယိုမှာသေးသေးလေးသာကြည့်အောင်ပါမနက်ခင်းမှာငလင်ကြီးလှုပ်ခါပြီးတဲ့နောက်မြို့ရဲချင်းနေရာဆင်းမြေပြင်နဲ့မချားနာတော့ပါဘူးအဆောင်နေပြိုလဲခဲ့ပြီးတော့လူများပြားအဲ့ရထဲမှာပဲပြိမိနေခဲ့ကြပါတယ်တရားဝင်တည်ဆုံးသူအရေအတွက်ကိုအစားပိုင်းမှာ488ဦးသာသတ်မှတ်ခဲ့ပြီးမြက်ယနေ့ခေတ်သူဒေသနာတွေအရလူ3000ကျော်တည်ဆုံးခဲ့တယ်လို့ခန့်မှန်းခဲ့ပါတယ်ငလင်ရဲ့အဆိုအရဂျိုးဆက်ကတော့မီးလောင်ကျွမ်းမှုပါမြို့ထဲမှာနေရာပေါင်းများစွာကနေမီးရွေစတင်လောင်ကျွမ်းလာခဲ့ပါတယ်ငလင်လှုပ်ခဲ့တာကြောင့်မြေရောက်ကသဘာဝတံခွေပိုက်လိုင်းတွေပောက်ကွဲခဲ့ရတယ်လို့ မြို့ရဲ့ရေပိုက်လိုင်းစနစ်တွေကလည်းလုံးဝပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်မိသက်သမားတွေဟာမိကိုငိမ့်သက်ဖို့ရေလုံးဝမရှိဘဲဖြစ်နေခဲ့ပါတယ်။ဒီဘေးကိုထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက်မိတွေဟာလေတိုက်နှုံးနဲ့အတူတမျိုးလုံးကိုအရှင်ဟုန်နဲ့ကူးဆက်သွားခဲ့ပါတယ်။ပြိုကျနေတဲ့အဆောင်တွေတိုးပြက်နေတဲ့လမ်းတွေကြောင့်မျိုးသားတွေဟာပျက်စီးအားလုံးကိုဆွန့်မြစ်ပြီးတော့ဘေးကင်းရာကိုထွက်ပြေးခဲ့ကြရပါတယ်။ငလင်ကြောင့်ပျက်စီးမှုတဲ့မိလောင်ကျွမ်းမှုကပုံမဆိုးဝါးခဲ့ပါတယ်။၃ရက်ကြာတဲ့အထိမိကိုဘယ်လို့မှထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။မိသက်သမားတွေနဲ့စစ်တပ် မီးကိုတားဆီးနိုင်မဲ့တခုတည်းသောနီလန်းကိုအသုံးပြုခဲ့ကြပါတယ်။အဲဒါကတော့မီးရဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ဆောင်းအောင်တွေကိုဒိုင်နမိုက်နဲ့ဖောက်ကွဲပျက်စီးခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒိုင်နမိုက်သုံးပြီးဖောက်ကွဲခဲ့တဲ့ လုပ်ငန်းစဉ်ဟာအလွန်ဆိုးရွားတဲ့အမှားများကိုဖြစ်စေခဲ့ပါတယ်။အချို့ဆောင်းအောင်ဖောက်ကွဲမှုတွေကမီးကိုတားဆီးမဲ့ဆောင်းမီးတောက်တွေကိုပုံမအားကောင်းစေခဲ့ပါတယ်။စစ်တပ်ဟာအမိန့်ကိုမနာခံနဲ့မျိုးသူမျိုးသားတွေကိုပစ်သတ်ဖို့အမိန့်ပေးခဲ့တဲ့အထိဂျင်းနီယာရှုပ်ထွေးဗျမ်းမာဖြစ်ခဲ့ပါတယ်။၃ရက်နဲ့၃ညကြာပြီးရနောက်မှာတော့မီးရသူ့လိုငြိမ်းသွားခဲ့ပါတယ်။ မြို့ရဲ့ဧရိယာ80ရာခိုင်နှုန်းအားပြပုံဘဝကိုရောက်ခဲ့ပြီးတော့အင်ဂျီပေါင်း2800ကျော်ပစ္စည်းကလူပေါင်း2300 5000ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ဘဘာကြီးမှာတော့ငွေကြေးဆုံးရှုံးမှုဖြစ်ခဲ့ပြီးတော့ဖိုချိန်ကဒေါ်လာတန်း900ယနေ့ကဒေါ်လာ16ဘီလီယံနီးပါးဆုံးရှုံးခဲ့ရပါတယ်။ကပေကြီးပြီးတဲ့နောက်မှာတော့ဆန်ဖရန်စစ္စကိုမြို့တော်ဟာပြန်လည်ဒူထောင်ရေးလုပ်ငန်းကိုချက်ချင်းစတင်ခဲ့ပါတယ်။အန်ဟောစရာကောင်းတာကမြို့သူမြို့သားတွေဟာအားမလျှော့ခဲ့တာပါ။သူတို့ကငလင်ကြောင့်မဟုတ်ဘဲနဲ့မိကြောင်ပစ္စည်းဒါလို့ကဘာကိုပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောဆိုရခြင်းအဓိကရည်ရွယ်ချက်ကတော့ကမ္ဘာအာမခံကုမ္ပဏီတွေစီကနေမိဘအာမခံရောကြီးကိုရယူဖို့ပဲဖြစ်ပါတယ်။ရန်လေတိဆောက်ရေးကအလွန်လင်းမြန်ခဲ့ပါတယ်။၅နှစ်အတွင်းမှာပဲဆန်ဖရန်စစ္စကိုဟာလုံးဝပြောင်းလဲသွားခဲ့ပြီးတော့ပိုမိုခင့်မိတဲ့မိခံနိုင်တဲ့ခိုင်မာတဲ့အဆောက်အအုံများနဲ့ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကပ်ပေးကြီးကမြေရောက်ကဆန်ရက်ဖူကိုပါပညာရှင်တွေစတင်လေ့လာဖို့အဓိကတွန်းအားဖြစ်စေခဲ့ပါတယ်။1960ခုနှစ်ရဲ့အဖြစ်ပြအမေရိကန်ရဲ့အဆောက်အအုံဆောက်လုပ်ရေးစံနှုန်းတွေကို လုံးဝပြောင်းလဲပစ်ခဲ့ပြီးတော့မြင်းကလေးနဲ့ခံနိုင်မဲ့ဘီသူကပညာကိုဖန်တီးဖို့အတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ San Francisco ငလေးနဲ့မီးလောင်ကျွမ်းမှုဟာသမိုင်းမှာအဖိုးမပြတ်နိုင်တဲ့သင်ကန်းစာတွေပေးခဲ့ပါတယ်။ဘာဝတရားရဲ့စွမ်းဘလောက်ပဲကြီးမားတဲ့လူသားတွေရဲ့တည်ဆောက်မှုတွေကိုမဆိုဖြည့်ဆည်းနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပဲ San Francisco မြို့သားတွေရဲ့ဇွဲလုံးလာတဲ့စိတ်ဓာတ်ခွန်အားကလည်းဒီမလောင်ကျွမ်းနိုင်ခဲ့ပါဘူးလူချင်းမင်းတို့ဘောဘလို့ထင်ပါသလဲမျိုးတစ်မျိုးလုံးကိုပြာပုံဖြစ်သွားအောင်လောင်ကျွမ်းစေခဲ့တာကငလင်လားဓမ္မဘုံငိမ့်တတ်ဖို့ရေမရှိခဲ့တာကြောင့်လား ဒီလိုကဘေးမျိုးကိုခမိနေပညာနဲ့ရှောင်ရှားနိုင်ပါမလားလူချင်းမင်းတို့ရဲ့အမြင်ကိုကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ဒီလိုကပတ်သမိုင်းဝင်ကဘေးကြီးတွေနဲ့ဇလန်းတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့